စိမဝင်အင်းမပါဂါရမပထမဆိုတဲ့စောင့်ဘုံကြီးရှိကျန်းဘုံမှာထမင်းစားမယ်လို့ကြာလဲကျွန်တော်အဆင်မပြေဘူးပြန် ကိုဆရာမင်္ဂလာပါဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒါဖြင်းမြင်ကြရရီကိုဖြင်းရအောင်ကြာပြီပေါ့ကြည်ရပရိသတ်တွေကြတော့လည်းတိကျမသိသေးဘူးကျွန်တော်လည်းဒီစီစဉ်လေးကိုလုပ်တဲ့အချိန်မှာကိုဆရာရဲ့သတိရတယ်ဟာကိုဆရာနဲ့ဒါတွေ့ဖြစ်ဆရာလည်းဖြေလို့ရတဲ့မိကုန်းလေးပဲဖြေပြီးပါအဲကျေးဇူးတင်ပါတယ်ခုလိုလာပြောတဲ့ခါဒါပေမဲ့ကျွန်တော်တခုကြိုပြီးတော့မေတ္တာရက်ခံရမှာကကျွန်တော်ဒီစာကြီးပေကြီးစာတန်ပေတန်နဲ့ကျမ်းကြီးတွေကိုကျွန်တော်ဖြေမှာမဟုတ်ဘူးကျွန်တော်ဆရာတွေရဲ့အတွေ့အကြုံကျွန်တော်သိခဲ့တဲ့စာပေရရတဲ့အတွေ့အကြုံကျွန်တော်ရဲ့အတွေ့အကြုံခြားသောဆရာဆရာများနဲ့နှိမ့်တော့ဖလန်ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်စုပေါင်းပြီးတော့မေးတဲ့မိကုန်းပေါ်မှာမူတည်ကျွန်တော်ပြန်ဖြေပေးမှာတော့ဖြစ်တယ်ကျမ်းတဲ့ နဲ့လာပြီးကြိုက်တော့တချို့ဟာတွေတူချင်းမတူမှာကြမ်းထဲမှာပါတယ်ကျွန်တော်လက်ခံတာမဟုတ်ဘူးကျွန်တော်လက်ခံတယ်လဲကြမ်းထဲမှာပါတာဟုတ်အဲ့ဒါမျိုးဖြစ်နေတော့ကျွန်တော်လက်ခံတဲ့အနေထားအတွင်းရနေပြီးတော့ပဲကျွန်တော်ဖြေပေးမှာဖြစ်တယ်ကောင်းနေဆရာဟုတ်လားဆိုတော့ GL ပရိသတ်ကလည်းတက်ရွယ်ပိုင်းချမျိုးစုံရှိမယ်ဒီနော်ဟုတ်ကဲ့အဲ့တော့အားလုံးအဆင်ပြေတဲ့ပုံစံလေးနဲ့ပဲဆရာတင့်တော်တော်လေးဖြေပေးပါဒီကတော့ဆရာတို့ပညာကံတွေကနည်းနည်းစမ်းကြေတာလေးကျွန်တော်သိထားတယ်ပေါ့အားလေးနည်းနည်းဆက်စုနေတာဟုတ်ကဲ့ ကနဦးစမေးနေတာတော့ဆရာတို့ပညာရက်ကဘလို့ပညာရက်မျိုးလဲမခိုင်းကနာရှိလားဘလို့ခိုင်းကနာအောက်မှာရှိလားပြီးတော့ခိုင်းကအထင်ကြီးပုံပုံကြီးအဓိပတိကြီးကဘလို့ပုံပုံအဲ့ဒါလေးကျွန်တော်နည်းနည်းလေးပြပြတော့ခိုင်းကနာလို့ပြောမယ်ဆိုရင်တော့ခိုင်းဆိုတော့လေအဖွဲစည်းတစ်ခုပါကျွန်တော်တို့ကဘယ်အောက်ကသွားလဲဆိုရင်ရှေးရှေးဆရာကြီးတွေဆိုရင်တော့လက်ခံကြရတယ်ဗျစေးမဝင်အင်းမဘာဂါရမပထမဆိုတဲ့စောင့်ပုံကြီးရှိစေးမဝင်ဆိုတော့ကျွန်တော်ကဝင်ခိုင်းရပေါ့ဝင်ခိုင်းနေရတမစင်အစသည်စေးပညာမှာတားထက်တယ်လို့ဆိုတယ်စေးအင်းစမဂါရမန္တာအကုန်စုံပါတယ်ဒါပေမဲ့အများသိတဲ့ခါစေးနဲ့ပတ်သက်ပြီးဒီက သိကြတယ်ဝင်းကိုင်းစာဆရာမြလို့လည်းဆိုကြတယ်ဆရာမြသည်ဘိုင်းကမှုဆရာပြောလို့ခေါ်တဲ့အရှင်မဟာသိတိရဲ့လက်ရင်တပည့်ပေါ့သူရှိရနေပြီမှာကျန်တဲ့တပည့်တွေတပည့်တွေကနေဂိုင်းပေါင်းများစွာဖွဲ့လာအခုလက်ရှိမှာကျွန်တော်သိထားတော့ဝင်းကိုင်းပေါင်းတော့20ကျော်လောက်ရှိတယ်ပေါ့အဓိကတော့ပြောရမယ်ဆိုတော့ဘယ်ဂိုင်းစင်ရဲ့အောက်ကလဲဆိုတော့ဝင်းကိုင်းလို့ပဲပြောရမယ်ကျွန်တော်တို့ဝင်းနေမှာအာသာချက်ကဘလောက်ကြီးပဲဂိုင်းနေအများကြီးကွဲနေပါသေးဝင်းဆိုတဲ့စလုံးလေးမဖြောက်ဘူးအဲအဲ့ဒီဝင်းကလည်းဘယ်ကလာတဲ့ဆိုလို့ရှိရင်ပညာပေးပညာယူတဲ့အခါသဲပြုခင်ရာဇမတ်ကပြီးတော့ပညာပေးတာတွေမြင်မှုပါလိမ့်အဲအဲ့ဒီပညာခွင့်ပညာခိုင်းကနေဆင်းလာ ာတဲ့အရာတွေဖြစ်တယ်ဒါပါပဲအဓိကတော့ယဟန်နေရှိရလာတယ်ယဟန်ဆိုရင်တော့တိမ်ဝင်နေပေါ့လူကြတော့လူစေးပိုင်းဆင်းရနေပြီးတော့ဝင်းပိုင်းဆင်းကူးတဲ့အခါဒီရာသမဝင်းထဲမှာဝင်ပြီးတော့ပညာပေးပညာကန်ဆုံးမခံနေဒီသဘောလေးတွေ ဒီဂိုင်းကနာရဲ့အဓိကရည်ရွယ်ချက်တွေလှုပ်ဆောင်ချက်တွေကဘာတွေလဲဆရာကျင့်စဉ်နေအောင်ကျင့်စဉ်ငယ်လို့ထွေထွေထူးထူးမှော်တွေဘာတွေဝင်တာမရှိဘူးဗျမရှိဘူးဗျဆိုတာကကျွန်တော်တို့ဒီစေပိုင်ဆရာအဆင့်မှာလဲစေပိုင်နဲ့တန်တော့အင်းစေစမနဲ့သွားလို့ရမယ်ဟိုပညာပေးအာနာတီလောက်မှာတော့ပေးထားတဲ့ပညာရှင်တွေရှိတယ်ဘယ်အဆင့်မှာဘာလို့သုံးစေပိုင်ဆရာတွေကဘယ်အင်းကိုသောက်ဒါလောက်ခေတော့ရှိတယ်ဂါရမနာနဲ့ကျွန်တော်တို့ကြာတော့ကျွန်တော်တို့လက်ရှိကျွန်တော်ဝင်နေတဲ့ဘိုးလေးကုနေရစာဝင်ကြတော့ဂါရမနာကိုအဓိကအထားပြီးသုံးတယ်ပညာပေးတဲ့ခါကျွန်တော်တို့ကနတ်သရွက်ကိုခေါ်တယ်ပေါ့လက်ဖက်နဲ့ပညာပေးတယ်ကျွန်တော်တို့မှာစေးတွေအင်းတွေအကူတက်ပြီးတော့ မอยู่ဆရာရှီကဓာတ်ပေးတဲ့လဝိုက်အာနာနဲ့ကျွန်တော်တို့အာနာပြီးလာတယ်ပြီးတော့ကျင့်တဲ့အခါဘာလို့စပြီးကျင့်လဲဆိုတော့ဂုံတော်ဘုပဲအဓိကအဋ္ဌံပွားတယ်သူ့အစင်းနဲ့သူမြင့်လာတဲ့အခါဖရာဟောကမ္မထမ်း40တဲ့ရာတမထမ်းနဲ့ပတ်သက်တဲ့အရာမှာကျွန်တော်တို့ရဲ့ဇိုင်းနဲ့ကိုက်နှစ်သက်သောကမ္မထမ်းကိုအားထုတ်ပါအားထုတ်ပြီးတဲ့အခါအဓိကပန်းနိုင်က log in ထွက်ရတခုတည်းမဟုတ်ဘူးပြလို့ပြောရင်တော့ညင်းရလဲကြာမယ် log in ထွက်ရတခုတည်းလို့ဥတီတာတော့မဟုတ်ဘူးကျွန်တော်တို့မှာ YouTube ပိုင်ခွင့်ရှိတယ် log in တာ log out ကိုဆက်လျှောက်မလားကျွန်တော်တို့ဒီခုငယ်ဆုံးအရွယ်မှာငယ်ကုန်တဲ့ဒီ log in လို့ကိုလုတ်ချင်သေးရှိလို့လုတ်ကောင်းလုတ်တော်လဲတက်ရပါ ရာတခုရလာတဲ့အခါဒေတာတွေကိုစုံပြီးတော့တားပြစ်များပြစ်တွေတွာလာပြီးအိမ်တော်ကရာဝတ္တကိုစွန့်ခွာပြီးတော့ကျွန်တော်တို့အကျင့်စခန်းတွေဆက်ဆက်တက်မယ်ဆိုရင်လမ်းကြောင်းလေးကနေလည်းကွဲသွားမယ်ပေါ့ logic ရကနေ logo ဘက်ကိုလုံးဝကူးပွားမယ်နေထားရရှိတယ်အဓိကဘန်းနိုင်ရတော့နိဗ္ဗာန်ပါပဲဒါပေမဲ့အရှိလျှောက်တာနဲ့အတူလျှောက်တာတော့ကွာသွားတာပါကျွန်တော်ကြားဖို့နေကြဒီဝိဇ္ဇတူတွေဆေးဝိဇ္ဇတူတွေနဲ့ရောဒီဇာတ်ရုပ်ခိုင်ပတ်သက်မှုရှိတယ် ဝင်းပညာနဲ့ထွက်ရပေါက်ခတဲ့အများစုမှာတော့စေဝိဇ္ဇာတွေများတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဆရာလက်ရှိစောင့်ရမ်းမှုတွေမှာဘာတွေရှိလဲ။ခိုင်ခန္ဓာတွေအဖွဲ့အစည်းတွေမှာအဓိက main point အနေနဲ့လာစပြီးလာတဲ့ပညာကန်းကတော့ပယောဂလို့ပဲပြောပါ။ပယောဂတစ်ခုတည်းကျမ်းပုံမှာထမင်းစားမယ်လို့ကြားလဲကျွန်တော်အဆင်မပြေဘူး။အော်ကျမ်းပုံမှာဆိုတာပယောဂကွင်ဟိုပုတ်ဒီပုတ်တွေရှိတယ်ဆရာလို့နော်။အဲ့ဒီကျမ်းပုံမှာထမင်းစားမယ်ပုံနဲ့အဆင်ပြေဘူး။တစ်ခါလေလေဟိုတစ်နှစ်လုံးကြာမှသုံးဘောလောက်ကုအောင်မယ်ပေါ့။ကျွန်တော်တို့ဆိုလဲကုတဲ့အခါကျတော့အခါကျင်းကွင်ကဘယ်လောက်ပါဆိုကျွန်တော်ပြတ်တောင်းနိုင်မှုမရှိဘူး။ စစ်တဲ့အခါမှာဖြစ်စေကျွန်တော်ကုတဲ့အခါမှာဖြစ်စေစေနာကြီးလို့ပဲကျွန်တော်တောင်းလိုက်တယ်။အချို့တော့တိုက်ဆက်နဲ့ပတ်သက်တဲ့ဟာတွေမှာသူတို့ဘက်ကတောင်းဆိုလာတာရှိလို့ချို့ဟာတွေကိုညှိရနှိုင်းရတဲ့အခါမှာတော့လှုပ်ပေးတမ်းပေးတာရှိတယ်။အဲ့ဒါမျိုးဆိုရင်တော့ကာယကရှင်ကိုယ်တိုင်ကိုလိုက်လှူတာပါ။